ဗုဒ္ဓဘာသာတို့ဤယဉ်ကျေးမှုထုံတမ်းစင်လာအရာဘာသာရေးဆိုင်ရာယဉ်ကျေးမှုပွဲလမ်းကြီးကြီးငယ်ငယ်အစုအဝေးနဲ့ပြုလုပ်ကြတဲ့အခါမှာပရိစ္ဆာစုံညီပြီးဆိုရင်နိဗ္ဗာန်သောဓမ္မဂောတကပြုလုပ်တဲ့ပုဂ္ဂိုလ်ကယန္တနာသုံးပါးကတော့ဖြင့်တရဏဂုံသီလများခံယူကြပါစို့ခမည်းဆိုတဲ့ အတံပေးလိုက်လို့ရှိရင်လောကဥပမာမိုးဥကြတခိုးတောင်ကမိုးချိန်မိုးချုံလိုက်ရင်တောထဲမှာရှိကြတဲ့ရွှေဥတောင်းတွေဒီတကောင်နဲ့တကောင်အချင်းအချက်မရှိပဲတပြိုင်နဲ့တညီတညွတ်ထဲကေကာကေကာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွန်ကျူးတဲ့အတံတွေကိုတပြိုင်နဲ့တွန်ကျူးကြတယ်လို့ထို့အတူ ဓမ္မဂေါတကတရားကျွေးကြောနိဗ္ဗာန်စွာပြုလုပ်တဲ့ပုဂ္ဂိုလ်ကယရဏသုံးပါးကြော့၍တရဏဂုံသီလများစောက်တည်ခံယူကြပါစို့ခင်ဗျာလို့တရားမူချုံလိုက်ရင်ဗုဒ္ဓဘာသာသူတော်ရှင်အမျိုးသားအမျိုးသမီးဒီဟူသောရွှေဥဒေါင်းတို့သည်တပြိုင်နက်ထက်တညီတညွတ်ထက်ဩကာသဩကာသအစရှိတဲ့ယရဏသုံးပါးအာကြော့တဲ့စတံကေကာတန်လေးဟာ ညံပြီးတော့ထွက်လာအဘိဓမ္မာသဘောအရာဘုန်းကြီးတို့အရက်ထဲမှာအယောင်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်စိတ်ချင်းအခန့်မသိလို့ငါနင်းအဲ့ဒါလို့ပြောကြဆိုကြတဲ့အခါမှာငါတလုံးနင်းတလုံးရိုင်းပြတဲ့အတန်ကြီးတလုံးတလုံးဖြစ်ပေါ်လာဖို့ရန်အတွက်ဒေါသမှုအကုသိုလ်ဇောတွေဟာ 49ကဒေါတမူအကုသိုလ်ဇောစိတ်တွေဖြစ်မှနင်းဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတံငါဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတံဖြစ်ပါအကုသိုလ်ဘက်မှာအကုသိုလ်ဇော49ကြိမ်ဇောမှဖြစ်မှအကုသိုလ်နဲ့ဆံရအတန်တတံတတံထွက်တယ်လို့ ကုသိုလ်ပဲဆိုင်ရမှာလည်းပဲယတနာ၃ပါးကြောတယ်ဆိုရင်ဩကာသမှာပဲဆိုပါလို့ဩတလုံးဖြစ်လာဖို့ရန်အတွက်မဟာကုသိုလ်သောစိတ်တွေ49ကဖြစ်မှာဩအတန်ပြီးပြီးသတာတတန်ထွက်တယ်ကာမလည်းပဲထို့အတူပဲ49ချိန်တမလည်းပဲ49ချိန်အဲ့ဒီလိုကုသိုလ်သောစိတ်တွေ လေးချက်ကိုကလေးချက်ကိုကတတန်တတန်မှာတို့မှာရတယ်လို့စိတ်แทကြိုတင်အာယံဝမ်းမြောက်ကြပါအဲ့ဒီဇာဘိုက်တည်သည်ဆိုလိုရင်းကတော့ဘုရားတရားကံကယရဏသုံးပါးအပေါ်မှာမတော်တဆငေးစဉ်တောင်ကြီးကလေးဘဝဘုရားမှန်တရားမှန်ကံကမှန်မသိတဲ့အချိန်က မတော်တဆပြူမပြောမကြံမခဲ့တော့ကာယကံဝစီကံမနောကံအပြစ်သဗ္ဗဒေါသဆိုတဲ့အတိုင်းအပြစ်ဖေးအညစ်အကြေးများမိမိကိုယ်မှာလိမ့်ထိန်ညှိကပ်နေခဲ့ရင်ထိုအပြစ်ဖေးအညစ်အကြေးကိုယရဏအသုံးမအာရှိခိုးကြတော့တဲ့ပဏာမစေရဏပြတ်ထမ်းတော့မဟာကုသိုလ်စိတ်စေတသိက်ဆိုတဲ့ရေကြီးရေအေးဖြင့်ပထမဒုတိယတတိယ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဆေးကြောဖွက်လျော်လိုက်အဲဒီလိုဆေးကြောဖွက်လျော်တဲ့အနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖရာယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးတို့ကိုဖရာတပြည့်တော်အယုသေးအလေးမြတ်လက်အုပ်မိုး၍ရှ िख ုပ်ပူဇော်ဖူးမြော်မှန်းလျော့ကတော့ပါဤအရှင်ဖရာဆိုတဲ့ဤအချိန်မှာတတန်တတန်၌ မဟာကုတုဇောဤလေးချက်ကိုကလေးချက်ကိုကဇောတော့မဟာကုတုဇောစိတ်တုပ္ပတိဟုတော့ရည်ရင်နဲ့မိမိတို့ခန္ဓာအစဉ်ကိုတတွန်းတွန်းချေကျော်ပြီးပြီအဲ့ဒီအချိန်မှာမိမိတို့ခန္ဓာအစဉ်၌ယန္တနာ၃ပါးနဲ့ပတ်သက်သောကာယကံဝစီကံမနောကံအပြစ်အညစ်အကြေးဟာအနည်းငယ်မြတ်မရှိတော့ဘူးရေ၃ချိန်ချိုးပြီးတော့ ခန္ဓာကိုယ်စင်ကြယ်နေတဲ့အမျိုးသမီးအမျိုးသားလို့တခါလေးဖြစ်သွားအဲ့ဒီအခါမှာလူလောကသဘောရေစင်စင်ကြယ်ကြယ်ဆေးချိုးပြီးတဲ့အမျိုးသမီးအမျိုးသားတွေမိဘထံပါတော့အာရေချိုးပြီးလို့ခန္ဓာကိုယ်တန့်စင်နေတဲ့အချိန်မှာပန်းကောင်းပန်းရင်နဲ့အဝတ်ကောင်းဝတ်ခြင်းနဲ့နတ်လာကောင်းလိမ့်ညင်ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါနတ်လာကောင်းပေးပါတောင်းရလို့လို့တောင်းရလို့ပဲ ခြေပေါက်တဲ့ခါတောင်းတယ်ထို့အတူဗုဒ္ဓဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြဲသောကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာသီလပေးမဲ့သင်္ဃာတော်ကိုခြေပေါက်လက်ခါမိဘတံသာသမီတောင်းတယ်လို့အာမန္တိတိကရဏေနသာဟပင်စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီခုအချိန်အမတန်စင်ကြဲသောခန္ဓာကိုရှိနေ ဒီခစင်ကျေသောခန္ဓာကိုယ်ရှိနေတဲ့တပည့်တော်သည်အရှင်ဘုရားဓမ္မတရဏဂုံကုံကံဒီဟူသောဥစိုက်ပန်းတွေငါးပါးသီလဒီဟူသောဝတ်ကောင်းဆရာငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုပန်ရလူကြောင့်ဝတ်ရလူကြောင့်လင်းရလူကြောင့်တောင်းပန်ပါလေတောင်းခံပါလေရှင်ဘုရားအနုက္ကံကတ္တဝါသီလံဒီထမေပန်းဒီ ဗန္ဒီရှင်ဖျားလောကံချီးမြှောက်မှုကိုကတ္တဝါပြု၍မေတ္တပြည့်တော်အာသီလံကရဏဂုံသုံးခန်းဥစိုက်ပန်းနှင့်တကွာငါးခန်းသောသီလတည်ဟူသောဝေကောင်းစလငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျားကောင်းပေတောင်းမှာတစ်ချိန်မကဘုဒ္ဓယံပေနှစ်ချိန်မြောက်လေထို့အတူပါဠိလိုတောင်း တတ္တိယံပြီသုံးချိန်ညောက်လည်းပဲထို့အတူပါဠိလိုတောင်းတော့သီလပေးတဲ့ကိုယ်တော်ကဘာအတံပေးလိုက်ယမဟံဝဒမိတံဝရေထာတရားရုံမတွေကဘာဆိုလိုက်တော့အာမဗန္တိဘာလို့ကြတာတော့ဆရာတကာလို့ဆိုရင်ပြောတတ်ပါစေအေးယမဟံဝဒမိတံဝရေထလို့ဆိုလိုက်တဲ့ ပြီးတော့ပြီးတဲ့ကိုတော်ရဲ့ဆိုလိုရင်းကတရားဒကမအပေါင်းသူတော်ကောင်းတို့တရဏဂုံဆိုတဲ့ဥစိုက်ပန်းတွေ၅ဘာသီရဆိုတဲ့ဝတ်ကောင်းစလန်၅မျိုးတဏိနတ်တာကြောင့်နတ်တာကောင်း၅မျိုးဟာဘဂတိပန်းဘဂတိအဝတ်ဘဂတိနတ်တာလိုအထေတရဝတ္ထုကြီးနဲ့ကင်ပြီးယော့ပန်းဟဲ့ယော့ဝတ်ဟဲ့ယော့လင်းဟဲ့အဲ့ဒီလိုအထေတရနဲ့ ကင်ပြီးတော့ပေးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကမြွတ်ပြီးတော့ဆူ၍သောက်တီမရကောင်းတဲ့တရဏဂုံပန်းရကောင်းတဲ့၅ပါးသီလဝတ်ကောင်းစလနန္တာကောင်း၅မျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့သောက်တီဘုံကိုဆူပေးမယ်အဲ့ဒီဆူပေးတဲ့သောက်တီဘုံကိုမမှားအောင်လိုက်ဆူကြဒီအတိတ်ပဲနော်ဒီသီလပေးတဲ့ကိုယ်တော်က ယမဟံဝရမိတံဝရေတာသာဓဝေါနှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအချင်းကရဏဂုံသောက်တီဘုံ၅ပါးသီလခံယူသောက်တီဘုံကိုအာငါဒီဝဒမိရှေ့ကတိုင်တဲဆိုး၍ပေးပါအံတန်ထူငါဆိုး၍ပေးတဲ့၅ပါးတရဏဂုံသောက်တီဘုံ၅ပါးသီလသောက်တီဘုံပါဠိဟုတုံမေသင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါတိုက်တွန်း မမအောင်လိုက်ဆိုကြနော်လို့တလူတိုက်တွန်းတော့တရားရုကမကအာမဗန္ဒီဗန္ဒီရှင်ဖုရားအာမကောင်းပါပြီကောင်းပါပြီအရှင်ဖုရားလို့ဆိုလို့ထိုအခါသီလပေးတဲ့ကိုတော်ကဗာစပေးလိုက်ဗာစပြီးတော့ရွတ်ပေးဆိုပေးလိုက်တယ်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဖုရားရှိခိုးစာပဲကလေးလေးကစဆိုးနိုင်တယ် အေးဆိုနိုင်လို့စာပိုက်တို့လို့များတန်ဖိုးနေတယ်မအောင်မင်းနဲ့မြတ်စွာဘုရားရဲ့ဂုံတော်ဒီမြောက်များစွာရှိတဲ့အ ਨੇ ကလူတကာနတ်တကာဗြမာတကာတို့ရဲ့နှုတ်ဖြားမှာအလွန်ထင်ရှားတဲ့ဘဂဝါဂုံအရဟံဂုံကာမတံဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီးသုံးပါးနဲ့ဘုရားကိုရှိခိုးတဲ့ဇာပိုက်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားကရဏဂုံမခံခင်၅ပါးသီလမဆောက်တည်ခင်ရှေးဥစွာမြတ်စွာဘုရားအား တူတူချင်းချင်းနဲ့လူရင်ထိကြိုက်အောင်ရှ िख ိုးကြအုပ်စုအဓိပ္ပာယ်နဲ့သီလပေးတဲ့ကိုတော်ကနမောတတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတာရှေ့ကတိုင်တယ်ဆိုပေးလိုက်အေးဒကာရုံမတွေကတခေါက်ပဲသီလပေးတဲ့ကိုတော်ကတိုင်တယ်ဆိုပေးပေမဲ့ဒကာရုံမတွေကသုံးခေါက်အဓိပ္ပာယ်ရှိအေးအနှစ်ပေးကြည့်ဘဂဝါတော်ဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော် အရဟတောအရဟံဂုံရောယင်ဖြစ်တော်မူထတော်တမ္မာတံဗုဒ္ဓတာတမ္မာတံဗုဒ္ဓဂုံရောယင်ဖြစ်တော်မူထတော်တတထုမြတ်စွာဘုရားအာနမောယုတိမြတ်လို့ရှိခိုးဥညပါဤဖရာဖရာရှိခိုးတဲ့စာပတ်ညစွာဘုရားရဲ့ဘဂဝါဂုံအရဟံဂုံတမ္မာတံဗုဒ္ဓဂုံတော်ကြီး၃ပါးနဲ့ချီးကျူး၍ဖရာကိုရှိခိုးတဲ့စာပတ်ဒီစာပတ်ဖြင့် တကြမင်းကြီးလည်းပဲတက်ကပင်ညတော့လာပြီးတော့ဖရာထံလာပြီးတော့အိမ်အိမ်တွာလာလှိုင်းကူမှာတက်ကပင်ညတော့နာပြီးလို့တောတာပန်အရိယာဖြစ်တကြဘဝအသိရပြီးတော့ပြန်ကနီးတဲ့အခါမှာပြန်ကနီးကြတော့ဒီနမောတတ္တနဲ့ပဲမြေကြီးကိုလက်နဲ့ပို့ပို့ပြီးတော့အတင်မြေကြီးစီမတုံမလှုပ်တယ်လို့ကျွန်ုပ်လည်းပဲဖရာယရနာအပေါ်မှာမတုံမလှုပ်လက်ဝယ်ယုံကြည်တဲ့ လောကုတ္တရာတဏ္ဍဂုံတည်တဲ့ပုဂ္ဂိုလ်တရားဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးလက်နဲ့ပုတ်ပုတ်ပြီးတော့သူကနမောတ္တတုံးတော့ဆိုပြီးတော့ရှ िख ိုးပြန်ထို့အတူပဲဗာမတိမြမကြီးများဖယားထံသာပြန်နေဆိုရင်ဒီနမောတ္တနဲ့ပဲသုံးပါမတ္တရာရှ िख ိုးပြီးတော့ပြန်ရလူကြီးလောကကပတိနေဒီကောတရာတို့လိုမင်းပညာရှိတွေပောက်ခရတာတိတို့မြမယုတို့ဆိုတဲ့ ုံနာပန္ဒိတ်ပညာရှိတွေအေးသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှန့်ပြီးတော့မတ်တရိုက်ပြီးဒီနမောတ္တနဲ့ဘုရားရှိခိုးကြအဲဒီလိုလူပညာရှိနတ်ပညာရှိဗြဟ္မာပညာရှိဆိုတဲ့ပညာရှိပန္ဒိတ်ပုဂ္ဂိုလ်တွေအလွန်မြတ်လို့အပ်တဲ့ဘုရားရှိခိုးစာပတ်ဖြစ်လို့မိဘဘိုးဘွား ဆရာသမားများကငါတန်းငါတမိငါမြည်တို့တီးရပြီးတဲ့ကိုတော်ကတစ်ခေါက်တိုင်တယ်ပြီးပင်မဲ့မင်းတို့ကသုံးခေါက်ဆိုကြအင်မတန်ဘူးတန်နဲ့ဖျားရှိခိုးကတာဒီအတိတ်ပဲနဲ့ဒီအမြော့ဒီလိုရည်ရွယ်ချက်နဲ့မိမိတို့ရဲ့မိဘဘိုးဘွားအထက်အထက်ကလူကြီးများကဒီနမောတ္တကိုသုံးခေါက်ဆိုရုံအရှင်ပြုတ်ပဲအေးအဲ့ဒီအရှင်ပြုတ်တာကိုကဘုပြောလို့ အမှန်တန်ဒုပဲရှိတဲ့ဘုရားရှိခိုးစာပိုင်ကျင်းကျင်းနဲ့အလွန်တန်ဖိုးရှိတဲ့ဘုရားရှိခိုးစာပိုင်အဲတိလာပေးတဲ့ကိုရောတစ်ခေါက်တည်းဆိုပေမဲ့ငါတန်ငါသမီးငါမြည်တို့သုံးခေါက်ဆိုကြဟာဆိုပြီးသူတို့ကရှိကမူချပေးသွားဟေးဘုရားရှိခိုးပြီးတဲ့အခါကြတော့ဗုဒ္ဓံတရဏံဂိသမိဓမ္မံတရဏံဂိသမိသံဃံတရဏံဂိသမိအဲ့ဒီစာပိုက်သုံးပိုက်ဆိုနေတဲ့အချိန်မှာ အစံတတံတတံတတံမှာဖရာယရဏာကိုကြီးညိုတဲ့စိတ်တရားယရဏာကိုသံသယရဏာကိုသူ့အပိုင်းနဲ့သူကြီးညိုတဲ့တရားတရားပြီးတော့ဖရာတရားသံသာသည်ယရဏာတို့မှာလည်းငါတို့ရဲ့အာထာကိုပွဲရဘဲလို့သိတဲ့ပညာဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မာကုသိုလ်စိတ်တည်းဗုဒ္ဓံတရဏံကိသာမိဆိုရင်မဲ့ရှစ်လုံးရှိတယ် တလုံးတလုံးမှာမာကုတုစိတ်တွေ49 49ချိန်ဖြစ်အဲ့ဒီမာကုတုစိတ်စေတသိက်အစုကိုဗုဒ္ဓသရဏဂုံလို့ခေါ်တယ်ထို့အတူဓမ္မသရဏဂိသာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍာမှာဖြစ်တဲ့မာကုတုစိတ်ပေါင်းများစွာကိုဓမ္မသရဏဂုံသံဃံသရဏဂိသာမိရွတ်တဲ့အခါဖြစ်တဲ့မာကုတုစိတ်ပေါင်းများစွာပါဠိလို့ တန်ခတရဏကမဏမြမလူတန်ခတရဏဂုံတန်ခတော်အကုဝေယဟူ၍ရှိကတိမှကြောင့်ဖြစ်တော့မာကုတုစိတ်စီတသိလို့အဓိပ္ပာယ်ရှိပါအေးဥပမာအလင်္ကာနဲ့တင်စားပြောရလို့ရှိရအဲ့ဒီစာသုံးပတ်ရွတ်လိုက်ပြီနဲ့တပြိုင်နက်အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓတရဏဂုံဆိုတဲ့ပန်းပေါ်ဓမ္မတရဏဂုံဆိုတဲ့မာကုတုပန်းပေါ် တန်ကတရဏဂုံဆိုရမဟာကုတုပန်းပေါ်ပန်းတုံးချင်းဆင်းလျက်ပွင့်လျက်တင့်တယ်တဲ့တရဏဂုံပန်းကံကြီးတခိုင်ကိုမိမိတို့ပန်းမိဆင်းမိကြပြီထိုအခါသီလပေးတဲ့ကိုယ်တော်ကအိုးမိဘကသာသမီပန်းတခိုင်ပန်းတာမြင်တော့လှတော့နောက်ထပ်လှသေးခြင်းလို့သားရဲ့သမီးရဲ့နောက်ထပ်တခိုင်ပန်းမအောင်ဆိုပြီးအလားသီလပေးတဲ့ကိုယ်တော်ကဒုတိယမိဘတော်တရဏဂေသာမီ ဒုတိယံပိဓမ္မံသရဏံကိသမိဒုတိယံပိသံဃံသရဏံကိသမိဒုတိယမြောက်တရဏဂုံပန်းမြည်ကိုနှုတ်ကဆိုပြီးတော့ပေးပြန်ဟာတရားတော်မတွေကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်တရဏဂုံပန်းမြည်ကိုယူကြအေးယူပြီးတော့မိမိတို့ကောင်းမော်ပန်းထားလိုက်တယ်ဆိုပါလို့ ဒုတိယပြီဆိုလိုက်တဲ့အခါတရဂုံပန်းကင်နှစ်ခိုင်မိမိတို့ခေါင်းပေါ်မှာမြိုင်မြိုင်ကြီးပန်မိထိုကမိဘလှုပ်တဲ့ပုဂ္ဂိုလ်ဟာနှစ်ခိုင်တဲ့တော့တုံးကင်ကပူလာအလေကောင်းကတခိုင်လေဝဲကတခိုင်လေရာကတခိုင်ပူလာမင်းကတွမ်းတာတို့မိတတိယပန်းကင်ပန်းအောင်လို့ပေးတယ်လို့သီလပေးတဲ့ကိုယ်တော်ကတတိယံမိဗုဒ္ဓံတရဏံဂိသမိတတိယံမိဓမ္မံတရဏံဂိသမိတတိယံမိသံဃံတရဏံဂိသမိဆိုပြီးတော့တရဏဂုံပန်းကင်ကြီးပေးပြန် အာဒကာဒကမကြီးကလည်းနှစ်သက်အာယံဝမ်ပန်းတတဆို၍ယူကြအေးဒီအချိန်မှာမိမိတို့ခေါင်းပေါ်မှာသရဏဂုံပန်းကင်ကြီးသုံးကင်ပန်းမိနေပြီတဲ့ဒီအချိန်သီလပေးတဲ့ကိုယ်တော်ကဘာလုပ်လဲသရဏဂမဏံပရိပုံနံပါဠိစကားပြောလိုက်တရားတော်မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြဘာတို့ဆိုရတာလဲနားလေရာ အေးမိဘနှစ်ပန်းကနေပြီးသားတို့သမီးတို့ပန်းပန်ပြီးပလားလို့မေးတယ်တိရပြီးတဲ့ကိုတော်ကတရဏဂမဏံပရိပုံနံသာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့တရဏဂမဏံတရဏဂုံသုံးကံဥဆိုင်ပန်းလန်းလန်းစွန့်စွန့်ပန်းရှင်ချင်းဆိုတဲ့အမှုသည်ပရိပုံနံပြည်ဆောင်ကြပလားအိုးတရဏဂုံပန်းနေပန်းလို့ပြည်ဆောင်မလားကျေနပ်ပလားအားရပလားမေးလိုက် ထိုအခါတကတော့မကအာမဗန္တိပြည့်စုံပါပြီဖေယျကျေနပ်ပါပြီဖေယျအားရပါပြီဖေယျလို့ဒီလိုပြန်ပြောလိုက်တာထိုအခါကြမှာသီလာပေးတဲ့ကိုတော်ကအဝတ်ကောင်းဆလတတဲ့ဝတ်ကောင်းတတဲ့တတဲ့တတဲ့ပြီးတတဲ့တဏိနဲ့သာကောင်းတမျိုးပြီးတမျိုးစန့်စန့်ပေးတယ်လို့နော်သီလာပေးတဲ့ကိုတော်ကအနာတိပါတာဝိရမဏိသေကာဗရံသမာတိယာမိဆိုပြီးတော့ ဘာနာတိဘာတဝိရတိပိလာတိဟူသောအဝတ်တထေပေးလိုက်ပြန်နန္ဒာကောင်းတမျိုးပေးလိုက်ပြန်ဟေးတခါတော့မှဒီကလေးပဲဝမ်ပန်းတသာလိုက်ဆူ၍ထိုဘာနာတိဘာတဝိရတိပိလာတိဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှာဆင်းလိုက်နန္ဒာကောင်းကိုမိမိကိုယ်မှာလိမ့်သခြေလေးလိုက်အင်းနောက်ဒီကဒီလာပေးတဲ့ကိုတော်ကအဒိဏာဒါနာဝိရမိသိက္ခာပဒံသမာဓိယာမိဒုတိယမြောက်အဒိဏာဒါနာ ဝိရတိသီလဒီဟုသောအဝတ်ကောင်းစလနန္ဒာကောင်းကမျိုးပေးလိုက်ပြန်ဆိုပေးလိုက်အင်းဒကာဒကမဒီကဝမ်းမြောက်ဝမ်းသာဆူရွယူကြမိမိတို့ကိုယ်မှရှင်ပြီးဝတ်ပြီးကြအင်းဒကာတတိယံပြီးသုံးကြိမ်မြောက်ကြတော့ကာမိသမိဇာသာရဝိရတိသီလဒီဟုသောအဝတ်ကောင်းနန္ဒာကောင်းလေးကြိမ်မြောက်ကြတော့မုဒဝါဒမှာရှောင်ကျင်ချင်းဆိုတဲ့မုဒဝါဒဝိရတိသီလဒီဟုသောအဝတ်ကောင်းနန္ဒာကောင်း ။မာချိန်မြောက်ကြတော့သူရာပါဏဝိရတိသီလဒီဟူသောအဝတ်ကောင်းနတ်သာကောင်းကိုကန်ဝတ်တော်လိမ့်တော်လို့ဆိုပြီးအလားရှိကတိုင်တိုင်ဆိုးဆိုးပေး။တရားတော်မကြီးလည်းပဲဝမ်ပန်းတတာလက်ရွေးဆိုးဆိုးယူကြ။အေးအဲ့ဒါဒီဥပမာအလင်္ကာပြောပြောလို့ရှိရဝတ်ကောင်းစလားငါမျိုးနေရာတကျဝတ်ပြီ။ အင်းတဏိနဲ့လာကနဲ့လာကောင်းနဲ့လာပြောင်းမှမျိုးကိုနေရတဲ့ကြအလှဆုံးလိမ့်ပြီးဥပမာအလင်္ကာနဲ့ပြောတယ်အဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်ဆန်းဆန်းဝတ်ပြီးနဲ့လာကောင်းကောင်းလိမ့်ပြီးပန်းကောင်းကောင်းပန်းပြီးတဲ့သားသမီးကိုကြည့်ပြီးဝမ်းမြောက်တော့ဗာပြောမလဲမိဘကဥပမာဗာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းတွေဒီအဝတ်တွေဒီနဲ့လာတွေနဲ့ငါသားတို့ငါသမီးတို့နဲ့တိတ်လိုက် ဓာရီရှင်များလိုက်တဲ့အတွက်သိတင်နေသွားကြီးတော့သားတို့သမီးတို့အဲ့ဒီပန်းနေလို့မသွားအောင်အဲ့ဒီအဝတ်တွေညှင့်မသွားအောင်အဲ့ဒီနန္တာတို့ပြေးမသွားအောင်ချက်သားတို့ချက်သမီးတို့တတိပြုကြလို့အဲ့ဒီလိုမိဘကတတိပေးတယ်လို့သီလပေးတဲ့ကိုတော်ကဒီတရဏီနတာပင်စင်ကသီလံသာဓုကံကတ္တဝအဗမဒီနသံပါတိသာပြောလိုက် ဟာဒကာဒမကြီးကအာမဗန္တိဆိုလိုက်ဟာလောက်တော့အိဗယ်သိကြတယ်မသိတယ်တော့မသိဘူးနော်အေးသူ့ဟာတော့အပေးအယူကတော့ပါဠိကတော့ဖြောင်းတီရပေးတဲ့ကိုတော်ကဒါတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့ဒုံမေတင်တို့ဒီတိတရဏီနာတရဏဂုံတုံကံဥဇိုက်ပန်းနဲ့သာတော်ကပင်ရှင်ကတိရ၅ပါးတိရကြည့်ဟူသောဝကောင်းစလ၅မျိုး နတ်သာကောင်းနတ်သာပြောင်း၅မျိုးအခုဆင်ပြီးဝတ်ပြီးပန်ပြီးတဲ့တရဏဂုံပန်းတွေသီလတိဟုသောအဝတ်ကောင်းစလတွေနတ်သာကောင်းသူကိုသာဓုကံကတဝါတတိမြဲမြဲမြန်မြန်ထပြီးတော့အဗမာတိနာမမိမလျော့တဲ့တတိဖြင့်သံပါတိထတရဏဂုံပန်းတွေနှွမ်းမသွားအောင် ငါဘာတိရဆိုတဲ့အဝတ်ကောင်းစရငါမျိုးနဲ့ဒါကောင်းနဲ့ဒါပြုံးငါမျိုးညစ်မသွားအောင်ပြေမသွားအောင်အေးကြီးစွာသောတတိဆောင်းလျက်သံပါဒေထမချိုးမပေါက်မကြမပြောက်ရအောင်ထိမ့်သိမ့်ဆောင်းလျှောက်ပြည့်စုံကြပါစေလို့တိုက်တွန်းစကားပြောတာဒီမှာတရားဓမ္မတွေကအာမဘန္တိကောင်းပါပြီအရှင်ဘုရားလို့ဝန်ခံလိုက်ကြဤအခုအချိန်ဒီ မိမိတို့ပြီးခဲ့သောလုပ်ငန်းရှင်ရဲ့တန်ဖိုးကိုဝန်တာအောင်ပြောပြီးတဲ့အချိန်ဒီအချိန်မှာမိမိတို့ကိုယ်၌ကရဏဂုံတိဟုသောဥစိုက်ပန်းတွေနာဘာသီလတိဟုသောအဝတ်ကောင်းငါမျိုးလက်တာကောင်းငါမျိုးကိုပန်ပြီးဝတ်ပြီးလိမ့်တာပြီးသောအနေမှာဓမ္မနယ်ပယ်ကကြည့်ရင်ရောက်နေတယ်အဲ့ဒီရောက်နေတော့လောက၌အဝတ်ကောင်းဝတ်ပြီးလက်တာကောင်းလိမ့်ပြီးပန်းကောင်းပန်ပြီးတဲ့အမျိုးသမီးအမျိုးသားတွေပါလို့ကလုံးမင်္ဂလာပွဲတပင်ဝတ်နေတယ် အေးချို့အတူပဲတနေကုံပန်းပန်းပြီးတော့ငါးပါးဒီလဝတ်ကောင်းစလားငါးပါးဝတ်ပြီးတော့နတ်တာကောင်းငါးမျိုးရိမ့်သက်ပြီးတော့တတို့အမျိုးကောင်းတာအမျိုးကောင်းသမီးများဒီတရားမင်္ဂလာဘွဲကိုဝင်ကြရအောင်